ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ချောင်းတွေထဲမှာ၆ကပ်ပြီးတည်နေတဲ့လူသေးလောင်းတွေအများကြီးပေါ်လာပြီးစီးကုံမီတစ်ခုရဲ့လက်ချက်ချောင်းဖြစ်တဲ့ဆိုတာကိုသိလိုက်ရတဲ့နောက်ဘာကြောင့်ဒီလိုဖြစ်လာရလဲဆိုတဲ့အဖြေကိုကျွန်တော်နဲ့အတူကြည့်ရှုလိုက်ရအောင်ခင်ဗျာဇာတ်လမ်းအစမှာတော့ JB လို့ခေါ်တဲ့လူတစ်ယောက်ကသူ့ကိုဂျေဟုတ်အလုပ်လုပ်တယ်ဂျိုဟာစီးကုံမီနဲ့ပတ်သက်ပြီးတငယ်ချင်းတယောက်ကိုစုံစမ်းခိုင်းခဲ့ပါတယ်အဲ့ဒီမှာကုမ္ပဏီရဲ့ share အများစုကိုအဖွဲ့တစ်ခုကဝယ်လိုက်တယ်ဆိုတာနဲ့ JB လည်းအဲ့ဒီဝယ်သွားတဲ့လူတွေကဘယ်လိုလူမျိုးလဲဆိုတာကိုပါထပ်ပြီးစုံစမ်းခိုင်းလိုက်တယ် ဒီလိုနဲ့တရက်မှာတော့လူတစ်ယောက်ကချောင်းထဲမှာအပေါ်သွားနေတော့တေးနေတဲ့မိန်းမတစ်ယောက်ရဲ့အလောင်းကိုတွေ့ပြီးလှန်သွားခဲ့တယ်။အဲနောက်တော့ရဲတွေစုံစမ်းစစ်ဆေးရေးလုပ်ကြရာကနေမှုကင်းဆရာဝန်တွေစီရောက်သွားပြီးအလောင်းမရှင်အမျိုးသမီးရဲ့မနေ့ကအထိကျမ်းမာဝါဖြိုးတဲ့ခန္ဓာကိုယ်နဲ့ရိုက်ထားတဲ့ပုံကနေဒီနေ့ကျမှအာဟာရပြတ်တဲ့ခန္ဓာကိုယ်နဲ့တည်သွားခဲ့ရတာကဘလို့ဖြစ်တာလဲဆိုပြီးထူးဆန်းနေခဲ့ကြပါတယ်။နောက်ရက်တွေမှာလည်းဒီလိုရေထဲတည်နေတဲ့အလောင်းတွေအများကြီးကစတိုက်ပေါ်လာခဲ့ပြီးတည်တွင်းတွေထဲမှာလည်းအဲ့ဒီတည်ဆုံမှုကနာမည်ကြီးနေခဲ့ပါတယ်။ ရဲစခန်းမှာလဲ JB ကိုမနေ့ကအလောင်းပရှင်အမျိုးသမီးရဲ့ယောက်ျားနဲ့ခလေးတွေကပါဒီနေ့တည်သွားခဲ့တာမို့သူတို့မတည်ခင်သွားခဲ့တယ်ပုံနှက်ကရေကစားတဲ့နေရာကိုသွားဖို့နဲ့ရေထဲမှာအစိတ်ရှိမရှိဆိုတာစစ်ဆေးဖို့ခိုင်းလိုက်ပါတယ်တစ်ဖက်မှာလဲဒီဇလန်ရဲ့အဓိကဆက်က J-Hope ကတော့ Store Share အဝယ်မှားရကနေပတ်စံတွေရှုံးသွားခဲ့တာမို့ကောက်ကွင်းတစ်ခုမှာ Driver ရဲ့နောက်လိုက်လုပ်ပြီးသူ့မိသားစုအတွက်စူးစမ်းနေခဲ့ပါတယ် ခေါက်ရိုက်ပြီးတနင်္လာကိုဆက်သွားဖို့ surface ပေးတဲ့ကားပေါ်တက်လိုက်ချိန်မှာပဲထူးဆန်းစွာနဲ့ driver တယောက်ကရေတွေနှင်းငံ့တောင်းနေခဲ့တာမို့ကြံတဲ့သူတွေကနေမကောင်းဘူးလားဆိုပြီးမေးနေခဲ့ကြတယ်။ဒါပေမဲ့လည်းအဲ့လူကလည်းအရင်ရက်ကတည်းကသူတီလိုဖြစ်နေတာလို့ပြောပြီးရေကိုတောက်လျှောက်တောင်းနေတော့တယ်။ခေါက်ရိုက်ဖို့ဆင်းရတော့မဲ့နောက်ထပ်တနင်္လာကိုရောက်တော့ပါလာတဲ့ရေဘူးတွေလည်းကုန်သွားတာနဲ့ရေစားတဲ့အချိန်ကလည်းမပြေသေးတော့သူဘလို့မှဟန်မဆောင်နိုင်တော့ပဲရှေ့မှမြင်နေတဲ့ရေအိုင်ထဲကိုပြေးဆင်းသွားခဲ့ပါတယ်။ ဒါကြောင့်ဂျေဟိုလည်းရေထဲဆင်းသွားပြီးမောင်ရဲဖြစ်နေတဲ့အဲ့လူရဲ့ခန္ဓာကိုယ်ကိုပက်လက်လှန်လိုက်ချိန်မှာတော့မွဲချောင်းနေတဲ့အလောင်းကြီးကိုတွေးလိုက်ရပြီးလန့်သွားတော့တယ်။အဲ့ဒီအချိန်ဂျေဘီကလည်းတစ်ဖက်မှာသူ့ကိုစစ်ဆေးခိုင်းနဲ့ဂျေဟိုသွားစစ်ဆေးနေခဲ့ပြီးညရောက်တော့ကားပေါ်မှာအိပ်ပျော်သွားရကနေလူတွေအများကြီးသူ့ကားနာကဖြတ်သွားတာကိုနှိုးကြားတဲ့ရဲပီပီမသိခဲ့ပါဘူး။မနက်မိုးလင်းလာလို့ကားပေါ်ကနေအညောင်းပြေအညာပြေဆင်းကြီးလိုက်တော့မှသူ့ကားရက်ထားတဲ့အနီးကချောင်းထဲမှာလူတွေအများကြီးတည်နေတာကိုတွေးလိုက်ရတယ် အဲ့ဒီနေ့ကစပြီးကိုရီးယားတနိုင်ငံလုံးမှာဒီလိုလူသေးတဲ့ကိစ္စတွေအများကြီးဖြစ်လာနေတာမို့အစိုးရဘက်ကအကြီးအကဲတွေအားလုံးအရေးပေါ်အစည်းအဝေးလုပ်လိုက်ကြရတယ်။ယောဂလက္ခဏာဖြစ်တဲ့အစားတွေအများကြီးစားပြီးဝိတ်မတက်တာ၊ရေအရမ်းစားတာတို့နဲ့အိုက်နောက်တော့တေသွားတာတို့ကိုသိရပေမဲ့ယောဂအမျိုးအစားနဲ့ဖြည့်ဆည်းကိုတော့ရှာမတွေ့သေးပါဘူး။ပြည်သူတွေဘက်မှာလည်းလူတွေအများပြားတည်ဆုံနေကြရပြီး သူတို့ရဲ့ကျန်းရည်သူမိသားစုကဝမ်းနဲ့နေကြတဲ့အချိန် JB စုံသန်းခိုင်းထားတဲ့ရေတန့်ချင်းမှုရဲ့အဖြေကလည်းအေးအဆင်းရှိတယ်လို့ထွက်လာတာမို့ရေကားဖြစ်တဲ့ယောဂမဟုတ်မှန်းတေချာသွားတယ်။အဲ့ဒီအချိန်အိန္ဒိယရဲ့ရေချိုးကန်ထဲမှာလူတယောက်တေဆုံးနေခဲ့ပြီးရေထဲမှာတန်းကောင်းလို့လို့အကောင်တွေအများကြီးမျောနေတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့ယောဂရှာပွေရေးကအဲ့တန်းကောင်းတွေကိုဓာခွဲကြည့်လိုက်တော့မြင်းမွန်းတထန်တန်းကောင်းတွေဆိုတာသိလိုက်ရပြီ။ဒီကောင်တွေနဲ့ပတ်သက်တာတွေကိုပြောပြတော့တယ်။ အဲ့ဒါကတော့အဲ့ဒီတန်ကောင်တွေကအင်းဆက်ဘိုးကောင်တွေရဲ့ခန္ဓာကိုယ်ကိုယူပြီးအသက်ရှင်ကြတာဖြစ်တယ်လို့သူတို့မျိုးပွားချိန်ရောက်ရင်တော့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့အုံနောက်ကိုထိမ့်ထုတ်လို့ရေထဲကိုအတင်းဆင်းခိုင်းပြီးရေထဲမှာမျိုးပွားကြတယ်လို့ပြောပါတယ်ဒါကြောင့်အခုဖြစ်နေတာတွေကြည့်မယ်ဆိုရင်သူတို့ကလူတွေရဲ့ခန္ဓာကိုယ်ကိုအတုံးချပြီးမျိုးပွားနေကြတာဖြစ်နိုင်တာမို့ပြီးခဲ့တဲ့နေရာတီကရေကစားကြတဲ့လူတွေရဲ့နှာခေါင်းနဲ့ဗစက်ပေါက်ကိုရေကနေတဆင်ဝင်သွားကြပြီးသူတို့မြ мян ကြီးထွားလို့ရအောင်လူတွေရဲ့ဥသိမ်းတွေထဲမှာတွယ်ကပ်နေကြတယ်လို့ပြောပါတယ် ဒါကြောင့်လူတွေစားလိုက်တဲ့အစားအစာတွေကအဲ့ဒီတန်ကောင်တွေကိုကြီးထွားအောင်လုပ်ပေးတယ်လို့ဖြစ်နေပြီးတားပေါက်ချိန်မှာတော့ခန္ဓာကိုယ်ကနေတန်ကောင်တွေထွက်သွားတဲ့အခါစားထားတဲ့အစာတွေကပါတန်ကောင်တွေနဲ့အတူပါသွားတာမို့လူရဲ့ခန္ဓာကိုယ်ကအဟာချွတ်တဲ့ပုံစံနဲ့တည်သွားရတာလို့ပြောပါတယ်။အဲ့ဒါအပြင်ကိုမှတန်ကောင်တွေကတခဏတွင်းမှာပဲမျိုးပွားတဲ့အကောင်ကြီးအတွက်ကထောင်ချီနေအောင်ရှိတာမို့သူတို့ထင်တာတာထက်အန္တရာယ်ပိုရှိနိုင်တယ်လို့ပြောပါတယ်။ အဲ့ဒီနောက်တော့တည်င်းတွေမှာယောဂရဲ့အတီးပြုတ်နာမည်ထွက်လာပြီးယောဂဖြစ်စဉ်အကြောင်းကိုအသေးစိတ်ပြောပြလာတော့ဂျီဟိုလည်းသူ့အိမ်ကိုအမြန်ပြေးသွားပြီးသူ့မိမကိုပြီးခဲ့တဲ့နေရာဒီကခလေးတွေကိုရေကစားဖို့ခေါ်သွားသေးလားလို့မေးလိုက်တယ်။ဒါနဲ့မိမကလည်းသူတို့သားမိ၃ယောက်သွားလိုက်ကြတယ်ဆိုတာနဲ့ဂျီဟိုလည်းအင်ဂျင်အမြန်လဲခိုင်းပြီးဆေးရုံကိုသွားကြမယ်လို့ပြောတော့တယ်။တတိုင်းမိလုံးကလူနာတွေလည်းဆေးရုံမှာကုသမှုခံယူဖို့လာနေကြတာမို့လူစုလူဝေးဖြစ်နေကြတယ်။ တခွဲခန်းထဲမှာလဲလူနာတယောက်ကိုဓမ္မရိုက်ကြည့်ပြီးထွက်လာတဲ့ရာလက်ကိုကြည့်လို့ခေါင်းကြီးပိုင်းကလူကြီးတွေအစည်းအဝေးထပ်ထိုင်ရပြန်တယ်အဲ့ဒါကတော့ရှေ့မှာပြောသွားသလိုအိုက်တန်ကောင်တွေကလူတွေရဲ့ဥထဲမှာမျှော့လို့ကတ်နေပြီးခွဲစိတ်ပြီးဖယ်ရင်အသက်တည်နိုင်တာမို့အရင်ဆုံးတန်ချစည်းတောက်ပြီးဖယ်ချတင်တာကအသင့်တော်ဆုံးပဲလို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်အဲ့ဒီနောက်အစည်းအဝေးခန်းထဲကနေထွက်လာပြီးတိတ်မကြခင်မှာပဲအရေးပေါ်ခန်းမှာလူနာတယောက်တန်ချာစည်းတောက်ပြီးဆေးရုံကိုရောက်လာရကနေစိုးရင်ရတဲ့အခြေအနေကိုရောက်သွားပြီးနောက်ဆုံးမှာတော့တည်ဆုံးသွားခဲ့ပါတယ် ဆေးရုံကလူနာလိုပဲအိမ်အသီးသီးမှလည်းတန်ချာသေးတော့ပြီးဗဇက်ထဲကနေအည်တွေထွက်လို့တည်နေကြတဲ့လူတွေအများကြီးဖြစ်နေတာကြောင့်ချက်ချင်းဆိုလိုပဲတန်ချာသေးကိုမတောက်ကြဘူးနဲ့အဲ့ဓာတွေအပြေကိုမှရေကတေးစီနိုင်တာမို့ရေနာကိုမသွားကြဘူးပါတည်င်းထုတ်လိုက်ရတယ်ဆေးရုံဆေးကန်းတွေအပြင်ရဲစခန်းမှလည်းလူတွေအများကြီးရောက်နေကြတာမို့ထိန်းချုပ်ဖို့ခက်ခဲတဲ့အခြေအနေဖြစ်နေပြီး JB ရောက်နေတဲ့မြို့ကစမ်းချောင်းကိုတာဝန်ယူရတယ်တာဝန်ရှိသူတယောက်ကလည်းဒါတွေကသူ့အမားတွေပါလို့ JB ကိုပြောလာခဲ့တယ် ါနဲ့ JB လဲအဲ့လူနဲ့စကားပြောနေတော့မှာပဲရုတ်တရက်ဆိုသလိုသူ့ကမာလေးစီကဖုန်းဝင်လာပြီးသူ့အကိုရဲ့မိမနဲ့ကလေးတွေယောဂဖြစ်နေတယ်ဆိုတာကိုကြားတာနဲ့ JB လဲရဲစခန်းကနေအမြန်ထွက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူနာတွေအများကြီးရေရှိရာကိုသွားဖို့ရဲစခန်းကနေအလူအရထွက်လာတာကိုမြင်လိုက်ရတော့ JB လဲသူတို့ကိုတားဖို့လောက်ရပြန်တယ်။ တဖက်မှာလည်းဂျီဟုတ်ရဲ့မိန်းမကယောဂဖြစ်နေပြီမို့ရေထဲမှာကောင်းနေပြီရေကိုအငမ်းများဖြစ်နေတာနဲ့ဂျီဟုတ်ကမရမကတားနေခဲ့ရပြီအဲ့ဒီအချိန်မှာပဲတားတဲ့သမီးကပါရေကိုလိုက်ရှာနေတာမို့ဂျီဟုတ်လည်းဒီအခြေအနေကိုတယောက်တည်းဘလို့ထိန်းချုပ်ရမယ်မသိဖြစ်နေတော့တယ်တပြိုင်တည်းဆုသလိုမှာပဲဆေးရုံကလူနာတွေကလည်းဆေးကုသမှုခံနေရကနေရေရှိတဲ့စီကိုအလူရဲနဲ့ပြေးသွားနေကြတာမို့ဆေးရုံထဲမှာလည်းပွက်လောတွေရိုက်နေခဲ့တယ် ဂျီဟုတ်တို့အိမ်မှာလဲသူ့မိန်းမကအိမ်ပြင်ကိုအတင်းထွက်သွားဖို့လုပ်နေတာမို့လိုက်တားနေရပြီမိန်းမကိုတားနေတဲ့အချိန်တားဖြစ်သူကထွက်ဖို့လုပ်တာနဲ့တားကိုပါထပ်တားနေရသလိုအဲ့ဒီအချိန်သမီးဖြစ်သူကပါဝန်နာကနေခုံချမလို့လုပ်နေတာနဲ့သွားပြန်ဆွဲရင်၃ယောက်ကိုတယောက်တည်းထိန်းနေရတာမို့တော်တော်လေးအကျက်ရိုက်နေခဲ့ပါတယ်ကိုရီးယားတနိုင်ငံလုံးဒီဘကလည်းဒီယောဂါကိုခံစားနေရပြီးလူတွေအများကြီးကလည်းရေရှိတဲ့နေရာကိုအယူတွေလိုဂမူးရှူးတို့နဲ့ပြေးသွားနေကြပါတယ် ဒါကြောင့်တည်င်းတွေမှာယောဂါကိုနိုင်ငံအဆင့်ယောဂါအဖြစ်သတ်မှတ်လိုက်ပြီးဒီယောဂါကြောင့်တည်ဆုံးသူကနိုင်ငံအတွင်းမှာကို3000ကျော်ရှိနေခဲ့တယ်လို့ယောဂါဖြစ်နေတဲ့လူတွေကတော့အယောက်သသိန်းကျော်ရှိလာပြီလို့ထုတ်ပြန်လာခဲ့တယ်။အဲ့ဒါအပြင်ကိုမှယောဂါဖြစ်နေတဲ့သူတွေကုသမှုခံယူဖို့နဲ့သူတို့ခေါင်းဆောင်တွေကိုယုံကြည်ပြီးအချိန်တစ်ခုကိုစောင့်မေးကြဖို့တောင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်း JB ကစမ်းချောင်းတာဝန်ရှိသူနဲ့ဟိုတနေ့ကမပြီးခဲ့တဲ့ကိစ္စကိုစကားဆက်ပြောနေကြပြီး အဲ့လူကဒီကိစ္စတွေမဖြစ်ခင်တညကချောင်းထဲကိုလူတစုခွေးတွေလာပစ်ခဲ့တဲ့အကြောင်းနဲ့အဲ့နောက်ခွေးတွေကပုံပြက်ပန်းပြက်တည်နေခဲ့တဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်လာကခရီးသွားရာသီဖြစ်နေတာမို့သူ့ရဲ့ဝင်ငွေကိုထိခိုက်မှာဆိုတာနဲ့ဒီအဖြစ်ပြက်ကိုတဆန်ရာကိုအကြောင်းမကြားခဲ့ဘူးလို့ပြောပြီးအဲ့နောက်တော့လည်းလူတွေကဘာမှဆိုးဆိုးရွားရွားမဖြစ်တာနဲ့တာမန်ကိစ္စတစ်ခုလို့ပဲထင်ခဲ့တယ်လို့ပြောပါတယ်။ အဲ့ဒီချိန်မှာပဲ JBC ကိုသူစုံစမ်းခိုင်းထားတဲ့ဂျိုဟာစေးကုမ္ပဏီရဲ့ရှယ်ယာတွေကိုဝယ်သွားတဲ့သူကဘသူလဲဆိုတာကိုသိလိုက်ရပြီလို့တငယ်ချင်းဖြစ်သူစီကဖုံးဆက်လာပါတယ်။တစ်ဖက်မှာလည်းဒီယောဂါကိုခန်းစားရပြီးစေးုံတက်နေရတဲ့လူနာတယောက်ကဂျိုဟာစေးကုမ္ပဏီကထုတ်တဲ့ဝန်ဒါဆိုတဲ့စေးကိုတောက်ပြီးယောဂါပြောက်ကင်းသွားခဲ့တယ်ဆိုတဲ့သတင်းကြောင့်အိုက်စေးကိုလူတွေအားလုံးကစေးဆိုင်တွေမှာလိုက်ဝယ်နေကြတယ်။ဒါပေမဲ့ထူးဆန်းတာကအိုက်စေးကိုဘယ်စေးဆိုင်မှာမှဝယ်လို့မရပဲစေးကရုတ်တရက်ပြတ်သွားခဲ့တယ်။ ဂျေဟုတ်ကလည်းသူအလုပ်လုပ်တဲ့ကုမ္ပဏီကထုတ်တဲ့ဈေးကဒီယောဂါရဲ့ဖြည့်ဈေးဖြစ်နေတာမို့သူ့ရဲ့စီနီယာစီဖုံးဆက်ပြီးတွားတောင်းခဲ့ပေမဲ့လည်းစီနီယာကတော့ဈေးလက်ကျန်မရှိတော့ဘူးလို့ပဲပြောပါဗျာအဲ့ဒီချိန်မှာပဲမိသားစုနဲ့အတူထားထားပေးတဲ့လူနာတွေကိုသူတို့မိသားစုစီကနေခွဲထုတ်လိုက်တာမို့လူတွေအများကြီးကကွန်ပလိန်တွေတက်လာခဲ့တယ်။တရက်တရက်လူတွေရေထဲဆင်းပြီးကိုကိုတက်တည်မှုကလည်းများပြားလာခဲ့ရတာကနေဖြည့်ဆည်းကိုတိပင်မဲ့လဲခုတည်းကဈေးထုတ်ဖို့ရကိုတော့ဂျိုဟာဘက်ကနေလှုံ့ဆော်ခဲ့ခြင်းမရှိပါဘူး။ ဂျိုဟာဘတ်ကတော့သူတို့စေးထုတ်တာရထားတာကြပြီမို့အခုလို့စေးတွေအများကြီးပြန်ထုတ်ခိုင်းတာကဝင်ပြီးစေပြီပါဝင်ပစ္စည်းတွေပြောပြဖို့ကလည်းစေးကိုမူပိုင်ခွင့်တင်ထားတဲ့တပ်တန်းကမကုန်သေးတာမို့အဆင်မပြေဘူးလို့ပြောပါတယ်။ဒါကြောင့်ဂျိုဟာရဲ့ရှယ်ယာအများစုကိုဝယ်ထားတဲ့ဘွန်စားကုမ္ပဏီဘက်ကိုပြောကိုင်းကြည့်တော့လေကုမ္ပဏီဘက်ကညှင်းလွတ်လိုက်တာမို့ဝင်ကြီးချုပ်လည်းကုမ္ပဏီကိုဝယ်ပြီးစေးကိုအပိုင်သိမ်းဖို့တနည်းတာရှိသွားတော့တယ်။ တဖက်မှာလည်းဂျီဟုတ်ကစီနီယာစီကနေဆေးရတယ်ဆိုတာနဲ့ကုမ္ပဏီတဲကိုလူတွေအများကြီးကြားကနေဖြတ်ပြီးပတ်စံနဲ့သွားဝယ်ခဲ့တယ်။ဒါပေမဲ့အပြင်ပြန်ထွက်လာချိန်မှာတော့မွေးကင်းစကလေးလေးတယောက်ယောဂဖြစ်နေပြီးငိုနေတာနဲ့ဂျီဟုတ်လည်းတနာသွားပြီးသူ့ဝယ်ထားတဲ့ဆေးတဲကတလုံးကိုပေးလိုက်ပါတယ်။ဒါကိုကုမ္ပဏီရှိကလူတွေအများကြီးမြင်သွားပြီးဂျီဟုတ်စီကဝိုင်းလူရကနေဆေးတွေလည်းဂျီမွားကုန်ပြီးဘာတစ်ခုမှသုံးမရပဲဖြစ်သွားတော့တယ်။ အဲ့ဒီအချိန်မှာပဲသူမိမစီကနေဖုန်းဝင်လာတာနဲ့ဆေးရုံကိုပြန်လာတဲ့အချိန်မိသားစုနဲ့ခွဲထားတာမှုအထဲကိုဝင်မရတာနဲ့ပိုပြီးယူတပိုင်းဖြစ်ရပြန်တယ်။သူစီနီယာကတော့ယောဂမဖြစ်ခင်ဆေးတွေအများကြီးထုတ်ထားပြီးယောဂဖြစ်ပြီးဖြည့်ဆေးကဒီဆေးမှန်းလဲတိသွားရောဆေးတွေရုတ်တရက်ပြတ်သွားခဲ့တယ်လို့ပြောပြီးတနေရာမှာတင်းထားတာများလားလို့ခံမှန်းကြီးကိုပြောပြရုံနဲ့ဂျေဟုတ်လဲပေါင်ခုဈေးကွက်ဆိုပြီးတနေရာကိုပြေးသွားခဲ့တယ် တစ်ဖက်မှာလည်းယောဂနာမည်ကိုဖော်ထုတ်ပေးခဲ့တဲ့ဆရာဝန်ကဒီယောဂမှာရေစာတဲ့လက္ခဏာပြတာနဲ့အဲ့လူကအစာစားခြင်းစိတ်ပျောက်ပြီးရေကိုပဲတန်းတားနေမှာမို့ရေမရှိရင်မသေးလောက်ဘူးဆိုပေမဲ့လည်းအထက်ကအကောင်တွေကတနည်းမဟုတ်တနည်းနဲ့အပြင်ကိုရောက်အောင်ထွက်ဖို့ကြိုးစားမှာမို့လူတွေကတော့တေးလောက်အောင်ရုန်းကန်ရလိမ့်မယ်လို့ပြောပါတယ်။တစ်ဖက်မှာလည်းဂျီဟုတ်ကမှောင်ဟိုဈေးကွက်ကိုစုံစမ်းခဲ့ပြီးဈေးသွားဝယ်တဲ့အချိန်မှာပဲရုတ်တရက်ဆိုလို့ရဲတွေရောက်လာတာနဲ့ပွဲပြတ်သွားခဲ့တယ်။ အဲ့ဒီချိန်သူညီ JBC ကနေဆေးရီတင်ထားတဲ့နေရာကိုသိပြီးမှအခုသွားနေတယ်ဆိုတာနဲ့ဂျေဟုတ်လည်းချက်ချင်းစုံလို့အဲ့နေရာကိုထွက်လာလိုက်တယ်။တစ်ဖက်မှာလည်းဂျေဟုတ်မိန်းမကရေတံမူးလိုက်ကြီးကိုသူ့ဘော်လောင်းချနေတာမှသူ့သားနဲ့သမီးကသူ့အမေကိုကြည့်ပြီးအားငယ်နေကြတဲ့အချိန်ဘဝတူအမျိုးသမီးတယောက်ရောက်လာပြီးအမြန်ဝင်တားလိုက်ရပါတယ်။ JB ကရှယ်ယာကိုဝယ်သွားခဲ့တဲ့ဘိုးတော်ရဲ့သားသူတည်သနာဆရာဝန်စီကိုသွားပြီးယောဂနဲ့ပတ်သက်တာတွေကိုထိုးကြိတ်လို့မေးခဲ့တယ်။ ဆရာဝန်ပြောတာကတော့သူတို့အစကဒီကိစ္စကိုအုံနောက်ယောဂအတွက်အဓိကအသုံးပြုဖို့သူတည်တနာလုပ်ခဲ့တာဖြစ်ပြီးရှယ်ယာကိစ္စတွေဖြစ်လာချိန်မှာတော့ CEO အစ်တကစီးပွားရေးတမမှုသူတည်တနာကိုစိတ်ဝင်စားပဲကုမ္ပဏီကိုအမြန်မြန်များနဲ့အစိုးရစီရောင်းရဖို့အတွက်ဒီယောဂကိုဖန်တီးခဲ့တာလို့ပြောပါတယ်။အဲဒီနောက်အဲ့လူကိုပါခေါ်လို့ဆေးတွေထားတဲ့နေရာကိုသွားခဲ့ကြပြီးအထဲကိုရောက်သွားချိန်မှာတော့အပြင်ကနေလူတစ်ယောက်ကတကားကိုတောက်ခတ်လိုက်ပြီးကိစ္စပြတ်သွားအောင်အစာအုပ်ကိုမီးရှို့လို့အပြင်ကဆရာဝန်ကိုပါတတ်သွားခဲ့တယ်။ မီးလောင်သွားတာကြောင့်အထက်ကဆေးတွေလည်းမီးဆွဲကုန်ပြီညီကိုနှစ်ယောက်လည်းမီးထဲမှာအသက်ရှင်အောင်မနှဲရုံးကန်နေရချိန်တေးပြီလို့ထင်ပြီးကမှ JB ရဲ့ကောင်မလေးကကုံကားတစ်စီးနဲ့အတူတကားကိုပါတိုက်ချပြီးအထဲကိုဝင်လာခဲ့တာမှအသက်ဘေးကလွတ်သွားခဲ့တယ်။ဒါပေမဲ့လည်းတတိပြန်ရရချင်းဂျေဟုတ်ကအထက်ကဆေးတွေထားတဲ့နေရာကိုပြန်သွားပြီးမီးလောင်လို့ပြာဖြစ်နေတဲ့အထက်ကဆေးလေးများထွက်လာမလားလို့တဲကြီးမဲကြီးလိုက်ရှာနေခဲ့တယ်။အဲဒီချိန်မှာပဲသူမိန်းမစီကနေသူတို့ကိုဖုံးသိမ်းတော့မှမို့နောက်ဆုံးလှမ်းဆက်တဲ့ဖုံးဝင်လာခဲ့တယ်။ ဒါနဲ့ JB ကောင်မလေးကလည်းဘာလို့လူနာတွေကိုဒီလိုလောက်ရတာလဲလို့ပြောတော့အထက်ကောင်းဆောင်ကလူနာတွေကလိုင်းမော်ကိုယောဂနဲ့ပတ်သက်ပြီးချီးစသေးဆုံးတင်နေတာမို့အပြင်ကလူတွေကိုခြောက်လန့်နေတာနဲ့အတူတူပဲလို့ပြန်ပြောပါတယ်ဂျေဟုတ်လဲဆေးလဲမရမိသားစုနဲ့ပါအဆက်အသွယ်ပြတ်တော့မှမဟုတ်စိတ်တွေလေးလံနေတဲ့အချိန်တစ်ချိန်ကဆက်ပြလုပ်ခဲ့တာကိုသတိရသွားပြီဆက်ပြဆိုတာပါဝင်ပစ္စည်းကအဓိကပဲမို့ဘလို့ပုံစံဖြစ်ဖြစ်ရတယ်ဆိုပြီးသူပြောခဲ့တဲ့စကားကိုအမှတ်ရသွားတာနဲ့ဆေးရဲ့ကုံညာကိုဗမာထားထားတာလဲလို့ JB ရဲ့ကောင်မလေးကိုမေးလိုက်တယ် စေးဌာနချုပ်မှာဆိုတာနဲ့ညီကို၂ယောက် IC ကိုထွက်သွားကြပြီလမ်းမှာ JBC ကိုလောက်ဘောက်ကိုင်းမက်စီကနေဖုံးဝင်လာလို့တည်သွားတဲ့သူတည်တနာပညာရှင်နဲ့ဂျိုဟွာရဲ့ CEO ကကျောင်းနေဘက်တငယ်ချင်းတွေဆိုတာကိုသိရပြီးခေါင်းကြီးပိုင်းတွေပေါင်းချန်တဲ့ကိစ္စမှန်သိလိုက်ရတယ်။အဲ့ဒီအချိန်ဂျေဟုတ်စီကိုလည်းလူနာတွေထားတဲ့နေရာမှာလူနာတင်ရင်တွေအများကြီးတွာလာနေတာနဲ့ဘာဖြစ်တာလဲမသိဘူးဆိုပြီးစီနီယာကဖုံးလန်းဆက်ပြီးလာခဲ့ဖို့ခေါ်တာနဲ့ဂျေဟုတ်လည်းသူကစေးဌာနချုပ်ကိုသွားမှာမဟုတ် JB ကိုတော့သူမရီးစီသွားဖို့ပြောလိုက်တယ် ။တစ်ဖက်မှာလည်းဝန်ကြီးချုပ်ကဆေးကုမ္ပဏီကို1.5ဘီလီယံနဲ့ဝယ်ဖို့စာချုပ်ထုတ်တော့မဲ့ဆက်ဆဲမှာပဲလူတယောက်ဝင်လာပြီးပေါင်းချံပြီးလုပ်တဲ့ကိစ္စဆိုတာကိုပြောပြလိုက်တာမို့ဝန်ကြီးချုပ်လည်းစိတ်တူသွားတော့တယ်။အဲ့ဒီအချိန်ဂျေဟုတ်ကလည်းဌာနချုပ်ရှိကိုရောက်လာပြီးရှေ့မှာပိတ်နေတဲ့လူတွေကိုအထက်မှာဆေးအတွက်ကုန်ကျန်းတွေရှိတာမို့သူကဆေးထုတ်ဖို့လာယူတာမို့သူ့အတွက်လမ်းရှင်းပေးဖို့အကူအညီတောင်းတာနဲ့လူအုပ်လည်းသူတို့အားနဲ့ပိတ်ထားတဲ့ရဲတွေကိုဖယ်ပေးလိုက်ကြတယ်။ အဲ့တော့မှဂျီဟုတ်လဲတကားကိုကားချိန်နဲ့ဝင်တိုက်ပြီးအထဲကိုဝင်လာခဲ့တယ်လို့ကုံညမ်းတွေကိုလည်းရှာတွေ့သွားပြီးကားဘော်ကိုတဆင်ပြောင်းတင်လိုက်ကြတယ်တဖက်လူနာခန်းမှာလည်းမီးလောင်ရင်အလိုအလျောက်ရေပန်းတဲ့စနစ်ကိုထည့်ထားတာကိုလူနာတယောက်ကတွေ့သွားပြီးမီးလောင်တာအချက်ပေးတဲ့စနစ်ကိုသွားဖွင့်ဖို့လုပ်တာနဲ့ဂျီဟုတ်မိမကအဲ့လိုလုပ်ရင်အားလုံးတေကုန်လိမ့်မယ်လို့ပြောပြီးဝင်တားလိုက်တယ်။ဒါပေမဲ့လည်းလူတွေအများကြီးကရေငတ်နေတာမို့ရေပန်းကကြားမဲ့ရေကိုဖွင့်ဖို့အတွက်အလူရဲ့ရှေ့ကိုတိုးလာကြပါတယ်။ ဒါကိုတဏျာကနေလှမ်းမြင်လိုက်တဲ့ JP ကရေထိန်ချုပ်တဲ့အခန်းစီကိုအ мян သွားပြီးနှိပ်လိုက်ရင်တော့ရေမကျလာအောင်လှုပ်လိုက်တာမို့လူနာခန်းထဲမှာမီးချက်ပေးစနစ်ကိုနှိပ်လိုက်ပေမဲ့လည်းရေကကျမလာခဲ့ပါဘူး။အဲဒီနောက်ဂျီဟုတ်ရဲ့ကုံညမ်းတင်လာတဲ့ကုံကားကစေးထုံးမဲ့အဖွဲစီကိုရောက်သွားပြီးမို့စက်ရုံတွေကလည်းချက်ချင်းစေးကိုစာပြီးထုံနိုင်တော့မှာပဲဖြစ်ပါတယ်။ကောက်ကျစ်ပြီးလူတွေရဲ့အသက်ကိုပတ်စံတစ်ခုအတွက်နဲ့စတေးခဲ့တဲ့ဂျိုးဟွာစေးကုံကြီးကလူတွေကတော့ချက်ချင်းစိုးစိုးလိုပဲမုတ်လက်ကောက်စားလိုက်ရပါတယ်။ ဒီလိုနဲ့ကဘာတဝန်းကလူနာတွေအတွက်ဖြည့်စည်းကိုထုတ်လို့ရသွားပြီးယောဂါကလည်းအမြင့်ဖြတ်တယ်လို့ပြောက်ွယ်သွားခဲ့ပါတယ်။ယောဂါပြောက်ပြီးရဲ့အနှဲငယ်ကြတော့ဂျီဟုတ်တို့မိသားစုလည်းခလေးကစားကွင်းကိုထွက်လာကြပြီးတယောက်ကိုတယောက်ကျေးဇူးတင်စကားတွေပြောရင်းပျော်ရှင်စွာနဲ့ဇလန်းလေးလည်းဆုံးသက်သွားခဲ့ပါတယ်။ဒါကြောင့်ဒီစကားကိုကြည်ထားတဲ့မိတ်ဆွေတွေအနေနဲ့လည်းတကြံမှာရေဆော့မယ်ဆိုရင်တတိလေးထားပြီးစောကြဖို့ကျွန်တော်ကအကြံပေးလိုက်ပါရစေဗျာ။